တရဝရေဟာအာယုန်နဲ့စိတ်နဲ့ထိတွေ့တဲ့အချိန်တမအာယုန်နဲ့စိတ်နဲ့ထိတွေ့တဲ့အချိန်မှာအပြစ်မရှိသေးဘူးအာယုန်ပေါ်မှာစိတ်ဝင်စားလာတဲ့အခါကျလို့ရှိရင်အပြစ်ဆိုတာဒီပါဝင်လာတယ်ပေါ့ဆိုပါစို့မြစ်သက်ဆရာအာယုန်လေးတစ်ခုမျက်စိကမြင်လိုက်ပြီးနားကကြားလိုက်ပြီးဆိုတဲ့အခါမှာအဲ့ဒီမြစ်သက်ဆရာအာယုန်လေးပေါ်မှာ တွေးပြီးဘာတွေဖြစ်တုံဆိုလိုချင်တဲ့လောဘတွေဖြစ်လာတယ်။အဲ့ဒီကြတော့မှအပြစ်သူကလိုချင်တဲ့လောဘဖြစ်လာတယ်။မနစ်သက်เสียအာယုံဆိုလို့ရှိရင်မုန်းတီးတဲ့ဒေါသတွေဖြစ်လာတယ်။အဲ့ဒါဟာအပြစ်။နစ်သက်เสียကောင်းတဲ့အာယုံပဲဖြစ်ဖြစ်မနစ်သက်เสียကောင်းတဲ့အာယုံပဲဖြစ်ဖြစ်ထိုအာယုံရဲ့သဘာဝကို အမှန်မသိဘူး။တလွဲသိနေတယ်ဆိုရင်မောဟဆိုတာဖြစ်လာတယ်။ အဲ့လိုလောဘဒေါသမောဟလို့ဆိုတာတွေအာယုနဲ့ပတ်သက်ပြီးဖြစ်လာပြီးဆိုတဲ့အခါကျတော့အဲ့ဒါဟာအပြစ်ဖြစ်သွားတယ်ဘော။ဒါကြောင့်မို့အာယုဆိုဒီမှာကတော့အကောင်းဆုံးအာယုဟာစိတ်တွေမှာကြံတွေးသို့တော့အာယုတစ်ခုပေါ်မှာမိပြုတ်ပြီးတော့နောက်ကလိုက်လာတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုကင်းဝေးစေဖို့ရတဲ့မိမိစိတ်ကလေးကိုလေ့ကျင့်ပြီးတော့ မကောင်းတဲ့အာယုံကဝေးဝေးရှောင်ပြီးကောင်းတဲ့အာယုံနဲ့စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်ထားဖို့ဆိုတာတော့လိုအပ်တယ်ပေါ့အကယ်၍စိတ်ကိုလွတ်ထားလိုက်ပြီလို့ဆိုလို့ရှိရင်ဒီစိတ်လေးဟာမကောင်းတဲ့အာယုံပေါ်မှာကျဆားပြီးတော့မကောင်းတဲ့အဖို့တဟဲတွေနဲ့ပဲလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်မာမနတွေဖြစ်လိုက်အိတ်တံမစ္စရိယတွေဖြစ်လိုက်တဲ့ဆိုပြီးတော့ဒီစိတ်လေးဟာ ညှဉ်းနှံပြီးတော့နေမှာပဲစိတ်မှာ mental impurity လို့ခေါ်တဲ့စိတ်ရဲ့အညစ်အကြေးတွေဆိုတာရှိတယ်ပေါ့အဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေဟာစိတ်ထဲမှာဖြစ်ပေါ်လာတာတွေဖြစ်တယ်အာယုန်တစ်ခုကိုဆွဲပြုတ်ပြီးတော့စိတ်ထဲမှာဖြစ်လာအာယုန်ဆိုဒီမှာအလုံးသိကြတဲ့အတိုင်းမျက်စိကမြင်ရတဲ့အဆင်အာယုန်နားကကြားရတဲ့အသံအာယုန် နှာခေါင်းနဲ့နှမ်းရှူရတဲ့အနတ်အာယုံလျာနဲ့လျက်ရတဲ့အရသာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုံစိတ်နဲ့ကြံတွေးသိရတဲ့ဓမ္မအာယုံတို့ကြံတွေးသိရတဲ့အာယုံတို့ဆိုပြီးတော့အာယုံ6ပါးအဲ့ဒီအာယုံ6ပါးဟာလူတွေရဲ့စိတ်တရဝါတွေရဲ့စိတ်ကိုအာရမဏတတ္တိနဲ့စွမ်းဆောင်ပြီးတော့နေတာဖြစ်တယ်ပေါ့ စိတ်အာယုံနဲ့စိတ်နဲ့အာယုံနဲ့တွေ့တဲ့အခါဒီစိတ်လေးဟာအလေးချင်းရှိရပေါ်မှာကောင်းတာတွေနဲ့လည်းတွဲလိုက်တယ်မကောင်းတာနဲ့လည်းတွဲလိုက်တယ်မကောင်းတာနဲ့တွဲရင် မကောင်းကျိုးတွေဖြစ်ပေါ်စေတတ်တဲ့ကံတရားတွေလုံးမိသွားတဲ့အခါကောင်းကျိုးချမ်းသာရရှိနိုင်တဲ့လုပ်ငန်းတွေလုံးမိသွားတယ်လို့ဟောလူရဲ့တဘာဝကိုစဉ်းစားကြည့်ပေါ့ ေကိုကိုကိုအမြဲတမ်းဆင်ញင်သုံးသက်ကြည့်ရမှာပါလေလို့ငါတို့ရဲ့စိတ်လေးဟာထိုးလင်းလာတဲ့အချိန်ကနေစပြီးမျက်စိကမြင်တဲ့အစင်းအာယုန်နဲ့ပတ်သက်ပြီးလောဘဖြစ်သလားဒေါသဖြစ်သလားအမှန်မသိတဲ့မောဟတွေမာမနာတွေဖြစ်သလားလို့ဆိုတာကိုယ့်ဘက်ကိုတိဖို့ မြတ်စွာဘုရားသခင်ကိုရောမြတ်ကတတိပဋ္ဌာန်ထဲမှာ စိတ်တာနုပတနာဆိုတာဟောထားတာရှိတယ်ပေါ့